မင်္ဂလာပါဒီကနေ့မတ်လ22ရက်ဟာဆရနာသိမ်းမှု1510ရက်မြောက်ဖြစ်ပါတယ်ဒီဘက်မှာတော့ရခိုင်ဗမော်နယ်တောင်ခမ်းဒေသကသတင်းအကျဉ်းတွေကိုတင်ပြနိုင်ဖို့စုစည်းထားပါတယ်ပထမအဆုံးရခိုင်သတင်းအကျဉ်းတွေကိုအရင်တင်ပြခြင်းပါတယ်မြို့နယ်14ခုကိုထိန်းချုပ်ထားတဲ့အာရခတတော်အေနဲ့စစ်ကောင်စီတပ်တို့ဟာစစ်တွေနဲ့ကြောက်ဖြူအပါအဝင်ယူလန်းတွေပေါ်မှာတိုက်ပွဲတွေဆက်ရှိနေပါတယ်စစ်သွေးမှာတော့အမတ်စနစ်ရဲတပ်ရင်း ရွှေမင်းကန်ပါတလိတ်အနီးဝင်းကျင်နေရာတွေမှာဒီကနေ့အချိန်ထိနှစ်ဖက်အပြန်အလှန်လက်နက်ကြီးတွေပစ်ခတ်နေကြတာပါမက်ရှလာတတိယပတ်မှာအမတ်စနစ်ရဲတိုင်တွေကိုလက်နက်ကြီးကြားရောက်ခဲ့ပြီးစစ်ကောင်စီတပ်တွေနေရာယူထားတဲ့ဗျိုင်းဖြူရွာမှာလည်းလက်နက်ကြီးကြားရောက်ခဲ့တာရှိတယ်လို့မျိုးကန်တွေကပြောပါတယ်ခြေတော်ပိုက်စိတ်ရွာအနားမှာရှိတဲ့ Navy ကလည်းလက်နက်ကြီးပစ်ခတ်နေတယ်လို့လက်နက်ကြီးတိုက်ပွဲကြောင်းစစ်သွေးပုံနှံပေါက်တော့နဲ့ရသေးတော်မျိုးနယ်တွေက တောင်းထဲချီတဲ့ဒေသခံတွေဟာဘေးလွရာကို ထွက်ပြေးသိမ်းရှောင်နေရပါတယ်။ကြောက်ဖြူဘန်းမှာတော့အမှတ်32ရဲတပ်ရင်းနဲ့ရခိုင်ပြည်နယ်မှာအကြီးဆုံးဖြစ်တဲ့ဒညာဝရီရဲတပ်စခန်းဌာနချုပ်နားမှာတိုက်ပွဲဆက်ရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်။မတ်လ20ရက်အထိနှမ်းဖဲတောင်နားမှာတိုက်ပွဲဖြစ်ခဲ့ပြီးဒညာဝရီရဲတပ်နာကစီမော်ရွာဝင်းကျင်မှာလည်းတိုက်ပွဲဆက်ရှိနေတယ်လို့ဒေသခံတွေကဆိုကြပါတယ်။ ီလိုတိုက်ပွဲတွေကြောင်းအကြောက်ဖြူဒေသခံ2000ထက်မနည်းစစ်ပေးရှောင်နေရကြောင်းနီးစပ်သူတွေကခံမှန်းထားကြပါတယ်။စည်ရီးရအရေးပါပြီးရခိုင်ပြည်နယ်ကိုတံပြန်ထိုးစစ်ဆင်နိုင်တဲ့အမ်ဘဒန်လန်တောင်ကုတ်အုပ်ရှိပင်လန်ဘွားငတိုင်းချောင်းတွေဘက်မှလည်းအေအူးဆောင်တဲ့ PDF တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဆက်ရှိနေပါတယ်။မကွေးတိုင်းနဲ့ချိတ်ဆက်နိုင်တဲ့အမ်ဘဒန်လန်ပေါ်မှာတော့ငဖဲမြို့နယ်တဲက နယ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်နာမှာတိုက်ပွဲဆက်ရှိနေကြောင်းနားလည်ရပါတယ်။နယ်ရေကန်ကိုအဓိကပြစ်ကူပေးနေတဲ့စုံကုံအမြောက်တပ်လို့ခေါ်တဲ့မဆာခ905ကိုအေကဝင်တိုက်မယ်လို့ကောလာဟာလာတွေထွက်လာတဲ့တပြိုင်တပဲအနီးဝန်းကျင်နေရာတွေကိုဘုံချတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။တောင်ကုန်းအိုရှိပင်လမ်းဘက်မှာတော့ညောင်ကျိုးစခန်းကိုအေကသိမ်းနိုင်ပြီလို့ဒေသခံတွေကပြောပေမဲ့ အေဘက်ကတော့ကကင်းစခန်းတွေအားလုံးကိုသိမ်းပိုက်ထားပြီလို့သာအတည်ပြုထားပါဗျ။ထိတွေ့မှုတွေကအော်ရှစ်ပင်ဘက်ကိုတဖြည်းဖြည်းနဲ့နီးကပ်လာပြီးညောင်ကျိုးနဲ့ညောင်ချတော့အကြားကို ရောက်ရှိနေပြီလို့ဒေသခံတွေကပြောပါဗျ။ကွာငတိုင်းချောင်းလမ်းဘက်မှာလဲငတိုင်းချောင်းမြို့နာမှာအခိုင်အမာပြင်ထားတဲ့စစ်ကောင်စီရဲ့အာမတ344ရဲ့ကာကင်းစခန်းတချို့နာမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့လေးမျက်နှာမြို့နယ်နဲ့ရေကြီးမြို့နယ်အဆက်ယုံမနာကရွာတွေဖြစ်ကြတဲ့ ချင်းလေကញင်တိုင်းရွာတွေဝင်းကျင်မှာလဲထိတွေ့တိုက်ပွဲဖြစ်တံတွေကြားနေရပါတယ်။ဒါကြောင့် AR တိုင်းထဲမှာမြို့နယ်၄ခုအထိတိုက်ပွဲ area ကျယ်ပြန့်လာကဒေသခံတွေလည်းဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်။အခုတော့ဗမော်သတင်းအချင်းဘက်ကိုတွားရအောင်ပါ။ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဗမော်မှာအမတ်23စစ်ကုတ်ကဲမှုဌာနချုပ်ပြီးတော့ဗမော်တက္ကသိုလ်ခလာရ၄၈တက်တွေကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကထိုးစစ်ဆင်နေတုံဖြစ်ပါတယ်။ တဖက်မှာလည်းဗမော်မျိုးသိန်းတိုက်ပွဲမှာအဓိကကျတဲ့စကခ23ရဲ့အစိပ်ပိုင်းတချို့ကို KIA PDF တွေကဝင်ရောက်ထားနိုင်ကြအောင်အတိမပြုတ်နိုင်တဲ့သတင်းတွေထွက်လာပါဗျ။ဗမော်တိုက်ပွဲ3လကျော်တဲ့အထိကြာမြင့်လာရတာကစစ်ကောင်စီဘက်ကနေနည်းပညာမြင့်တင်ထားတဲ့ drone နဲ့ jumper တွေကိုပပောတိတိသုံးလာတာကြောင့်လို့ KIA ဘက်ကပြောထားပါဗျ။စစ်ရှောင်းတယောက်ကတော့လက်နက်တန်ကြားရတာကျဲသွားတာကြောင့်အခုရက်ပိုင်းထိုးစစ်ငြိမ်နေတယ်လို့ခံမှန်းပြောဆိုပါဗျ။ အခုတော့တောင်ခမ်းဒေသဘက်ကိုသွားရအောင်ပါ။နောင်ချိုမြို့နယ် -20 ဝင်းကျင်အကွာမှာရှိတဲ့တောင်ခမ်းတပ်နယ်မှာတော့တန်အတက် TNL ဥဆောင်တဲ့ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့6လကျော်တဲ့အထိတိုက်ပွဲတွေပြင်းထန်နေတုန်းဖြစ်ပါတယ်။တောင်ခမ်းတိုက်ပွဲမှာလည်းစစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ drone တွေကိုပို့သုံးလာခဲ့ပြီးမက်ရှလတတရအပတ်မှာတော့ဓာတ်ငွေဘုံတွေအပါအဝင်တရက်ကိုဘုံအလုံးကြီး100ဝန်းကျင်ကျဲချနေကြောင်း ေတာသွင်းသတင်းတွေမှာဖော်ပြပါဗျ။ဒါကြောင့်ပဲ TNL ဘက်ကတချို့နေရာတွေမှာပြန်ပြီးတော့တက်ဆုပ်ပေးလိုက်ရကြောင်းသတင်းတွေထွက်နေပေမဲ့လူတို့ကိုအသေးစိတ်အသိပေးတာတော့မရှိပါဘူး။စစ်ကောင်စီဘက်ကတောင်းခမ်းဘက်ကိုစိတ်အင်အားတွေဇက်တိုက်ဖြည့်သိမ်းနေပြီးတိုက်ပွဲအတွင်နှစ်ဖက်အထိအခိုက်အကြအဆုံးတွေလည်းရှိနေပါဗျ။တောင်းခမ်းကျွော်မှာစစ်ကောင်စီရဲ့အမြောက်စကန်းကွက်ကဲမှုဌာနချုပ်မဆခ900နှစ်အပါအဝင် အမြောက်တပ်စခန်းတွေဖြစ်တဲ့အမတ်တ354 206နဲ့406တက်တွေအခြေစိုက်တက်ဆွဲထားတာဖြစ်ပါတယ်။အခုတင်ပြခဲ့တာတွေက DVB ကစူးစီးရရှိသားတော့ပဲဖြစ်ပြီးဒေတာကန်တွေဒေတာအခြေစိုက်သတင်းတောက်တွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။နောက်ဆက်တွဲသတင်းတွေကိုတော့ DVB ရဲ့ website facebook နဲ့ youtube channel တွေမှာအချိန်နဲ့သတင်းကြီးပေါ်ပြပေးနေပါတယ်ခင်ဗျာ။